နောက်ပိုင်းမှာကျွန်တော်ပိုတိလာရတာကဘာလဲဆိုတော့ classical ကြတော့ရှိပြီးသားတချင်းကိုကျွန်တော်ကတီးရတာဗျာဟုတ်ပြီကျွန်တော်ကသူများရေးပြီးသားကိုတီးရတယ်ကိုယ့်အတာကို create လုပ်ရအောင်ပူသဘောကျနေဆိုတော့အမှန်သွားကြိုက်ပြီးတော့တောက်လျှောက်အဲ့ဘက်ကိုဝင်ဖြစ်သွားတယ်။ဒါတော့နားထောင်တော့လေအဲ့လို K-pop ဒီအာ Korean R&B နားထောင်ဘယ်ဆောင်ကလောက်မှာညေးပါနေမယ်နေဗျာဆောင်ကလောက်မှာတင်တာလား ကြည့်ရဲ Jace ဝင်နာမည်နဲ့ Jace artist နာမည်နဲ့ဩနောက်နောက်နေ့တေချာတေချာလေးနားထောင်ပြီးပါ Okay အဲ့တော့ညီလေးအဲ့မှာကျတော့ဟိုဒီ Fluty Loop နဲ့သွားတော့ Abandon Software တွေဘယ်နေရာတွေသွားလဲ Evil Den နော်ကောင်းရနော်အကုန်သိရနော်ဟုတ်တာနော်ရှုံးလို့မရဘူးနော်အဲ့တော့ဆရာကြီးက Evil Den နဲ့ကျွန်တော်သိရဩ Fruity နဲ့ရွေးခိုင်းနော်ဝယ်တော့ ဟမ်ဒီစင်နေဝယ်တာအာကျွန်တော်ကဟိုစင်နေကကျွန်တော်ကမီဒီတော့ပဲဝယ်တယ်ဒါပေမဲ့ plugin တွေကြတော့တင်မလားတငယ်ချင်းကြီးတွေကတွားပြီးဂုံစင်ဒါရင်ကောင်းငင်းလေးပြီးတုံးပါလားဟိုကလေးပြီးပါကိုယ့်လည်းကိုပဲဟာဆိုလို့ရှိရင် software တခုတော့ Mesh Remix ပဲကပို့လို့ဖြစ်တာများအဲ့ဒါကြီးချက်ကျွန်တော်က produce လုပ်တာပို့များကျွန်တော်ကိုယ်ပိုင်တချင်းတွေ song တချင်းတွေဘူးနာမည်ကြီးတဲ့မှာဘူးလုပ်ဘူးလေအာကျွန်တော်တီးဘူးတမချင်းတွေမှာအောင်မြင်ဆုံးဆိုလို့ရှိရင်တော့ကိုအားတီးရဲ့မခွင့်မရှိဖြစ်မယ်ထင်တယ်။အိုးမခွင့်မရှိကိုအားတီးရဲ့မခွင့်မရှိ ဟုတ်ပိုင်ဆိုင်နိုင်တာတည်ရနေတော့ဒီကုနာတချင်းဆိုတာလည်းအာဒီနဲ့လည်းအာဒီတာပြန်ဆိုရင်သူနဲ့လည်းလိုက်တယ်နော်အာဟုတ်တယ်ကျွန်တော်အာကွာဒီဆိုရယ်ဆိုလို့ရှိရင်လည်းကျွန်တော်အမြဲတမ်းသူ့အတန်လေးနဲ့အဲ့လိုလိုက်ဖက်ရမယ်ဟာမျိုးလေးရေးပေးဖြစ်တယ်ဆိုတော့သူနဲ့ကတော်တော်လေးအလုပ်လုပ်ဖြစ်တယ်တောင်းလေးပုံတော့အထိဒီဘူးโอเคအဲ့ဆိုတချင်းပိုင်းကတော့โอเค